ဧကုံတီဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်၁ကအတ္တတဏ္ဍိယတနာအတ္တတဏ္ဍိယတနာဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓသနေရတေမိငါရဲ့ဘဝ ငါခန္ဓာကိုယ်ဘုရားအားအနှင်းပါတယ်လို့ဆိုရင်အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုယ်ွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပရာယနတာပါဠိလိုတပရာယနတာပရာယနဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာဘုရားမှာတပါအကိုရမရှိဘူးဘုရားကိုပဲအကိုပါတယ်လို့ အဟံဗုဒ္ဓပရာယနောငါဒီဖျားပေါ်မှာသာအာကိုတယ်တခြားကိုအာမကုန်ဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကုန်တန်ခပရာယနောတန်ခသာလဲအာကိုရရှိတယ်တခြားကိုအာမကုန်လို့ဒီလိုစောင့်တည်တဲ့တရဏဂုံကြတော့တပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝပခမခမနာ တိတ်သဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမ္မနာဆိုတာကပ်ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူ့ရဲ့တပြည့်တုံးဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်သံဃာရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပြည့်အဖြစ်ခံယူလိုက်တာဒါတိတ်တာဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင် ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတယ်ပိပလိပုံနာတထေကြီးကတိဒ္ဓဘာဝဘကမနာတရဏဂုံကိုဆောက်တည်ခဲ့တာသူပါအဟံဗုဒ္ဓတာအန်တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှာမခံဘူး90အားဖရာပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့ နောက်ဆုံးတစ်ခုကျတော့ပฏิပါဒပฏิပါဒဆိုတာလက်အုပ်ချီတာတို့ရှ िख ောတာတို့အယူသိပေးတာဘုရားမှာဘယ်ဖရားကမှလက်အုပ်ချီခြင်းအယူသိပေးခြင်းရှ िख ောခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မတန်ခါကိုသာလဲလက်အုပ်ချီခြင်းအယူသိပေးခြင်းရှ िख ောခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာယူသိပေးတာဒါပฏิပါဒလို့ခေါ်တယ် အဲ့ဒါလို့ပဏိပါဒလုတ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះရကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လပါလိုခြင်းလို့ဖះကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးကွယ်တာလား အေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှာမူကြောက်လို့ကိုးကွယ်တာလားဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ခုံတော်တွေကိုသိပြီးအော်တကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာတရားခိနေရတကယ်ကို မြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးခွယ်မှတရဏဂုံတီးတယ်။အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှခိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူး။ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးခွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့။အဲ့လိုမိယိုးဖလာကိုးခွယ်ရင်လည်းပဲတရဏဂုံအစစ်မရဘူး။ ညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားမစ်အာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယ်ကြောက်လို့မကိုးကွယ်ရင်ပင်ကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏကုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပတ္တဆိုတဲ့ဒီကိုကိုကိုအလေးအမြတ် လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တဦးအနေနဲ့လုံမှတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียအောင်နော်အဲ့ဒီလောကီတရဏဂုံဟာ ြည်ပြည်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်။မပြည့်မစုံနဲ့ဟိုဝဏိပါဒတရဏဂုံဟာတရဏဂုံပြည်ပြည်ပြင်းပြင်းမဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုချက်ဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝယ်ရမလဲဆိုတာမသိဘူးနော် တန်တရဟောမဟုတ်ကလားဘုရားဆိုတာဟောမဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေ့အမြင်တွေနဲ့ကိုးခွဲတာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာညော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ